ကျမရဲ့ပြည်သက်ကြီးကိုကျမအောက်ပေါ်တော့ဒီငလင်ဖြစ်တုံးကငလင်ပေးတာခံစားနေရတဲ့အချိန်မှာပြည်သူတွေကိုရေခဲကြောင့်မရောမဲနဲ့လာလှူတဲ့အလူရှင်တွေကိုရောဒီရန်နဲ့ရက်သူရွာသားတွေကိုပါရေခဲကြောင့်လူခဲ့တဲ့ရေခဲကြောင့်တဲ့လေးကိုဆိုင်ထက်အကြောင်းကိုပြောပြပူပါတယ်ဆိုတော့အဲ့ဒီကိုဆိုင်ထက်ကတော့အခုရန်ကုန်ရောက်နေရေပေါ့နော်ရန်ကုန်ရောက်ပြီးတော့ရွှေရကုန်ဖျားကြီးကိုလာဖူးတာပဲဖြစ်ပါတယ်ဗီဒီယိုလေးထည့်ပေးထားပါမယ် ဟုတ်ကဲ့ဆရာဘုရားပါစတောင်းခဲ့ဟုတ်ပါစတောင်းတာငါဘွားရှိဘောနော်ပြေဆုံးပြေဆုံးနဲ့နေချင်ပါတော့အဓိကပြန်တော့သွားမယ်ခေကုန်ပြန်မှာသွားခူးရမယ်ဆိုရင်ဟာမျိုးပေါ့လေအဲ့လိုအိမ်မက်တွေပါရှိခဲ့ဘူးရှိဘူးပါလေရှိဘူးပါအခုတော့ဒါလုံးဝပြေသွားတာဘွားကျွန်တော်ဆန္ဒပြေသွားသွားပေါ့ဟုတ်ကဲ့တကယ်ရောဆရာဘုရားတက်ခူးရတဲ့ခါကျတော့ဒါကိုဘလောက်တီတောင်မှကြည်နူးရလေဒီဆရာကိုကြည့်ပြီးတော့ပေါ့လေ ကျင်းလူတော်ကျင်းလူဖြစ်ပါတယ်သူရဲ့ဖခင်မတောင်းခဲ့စုပါတော့ဗောနော်အရန်ရိုးရှင်ပါတယ်နောက်ဘဝမှာသူကမိဆုံဖဆုံနဲ့နေခြင်းနဲ့ဆိုပြီးတော့ဆူတောင်းခဲ့တယ်ဆိုပြီးတော့ပြောပြောထားပါတယ်အခုရန်ကုန်ရောက်တုန်းမှာပဲရန်ကုန်မှာစားတောက်ဆိုင်လေးတစ်ဆိုင်ကိုအဲကိုကြီးဦးနဲ့တွဲဖွင့်မယ်ဆိုပြီးတော့အင်တာဗျူးတစ်ခုမှာဖြေထားတာပဲဖြစ်ပါတယ်အခုကရေကြီးဦးနဲ့ကတော့သူကစားတောက်ဆိုင်သူကလည်းစိတ်ဝင်စားဆိုတော့ကိုလည်းအဲ့ဒါဒီစားတောက်ဆိုင်တစ်ဆိုင်ဖွင့်စဉ်းစားတဲ့ပုံကြီးကနေတော့သူကလည်း တော်တန်ယောစကူမှုဆိုတာတော်တန်ယောကျွမ်းကျင်တာဆိုတာသူကလည်းဒီမဲပဲဖွင့်ခိုင်းနေတာဆရာလည်းဒီရအောင်အရာကူမှာဖွင့်ခိုင်းတယ်ကိုရှဲလို့ပဲပြေးကျင်တာပါဒီကကြရေကဲထုတ်လေးကိုရှဲအဲအမိမောက်ကြီးကိုကြည့်ဦးလို့အဲအလိုလေးပါဝရုံတဲ့ဆိုလဲကျွန်တော်ဒီဟာပဲလုပ်တယ်ရေခဲကြောင်းပဲရေခဲကြောင်းပဲကျွန်တော်ရောင်းတာဘာလို့တခြားလုံကကျွန်တော်ဘယ်လိုပြောမလုပ်တတ်တော့တာတခြားလုံကမလုပ်တတ်တော့ဆိုတာကျွန်တော်ဒီမှာ ျွန်တော်ရေခဲကြောင်ရောင်းနေဆိုတာဟိုဘယ်လိုကျွန်တော်မှရေခဲကြောင်တခါရောင်းလိုက်လို့ကျွန်တော်တွေးချင်တဲ့ကလေးလေးတွေနဲ့အများနဲ့တွေးရတယ်အဲ့လိုစိတ်ကအဓိကပဲနံပါတ်1အဲ့ဒါတကယ်ပေါ့သူကရောင်းကောင်းရောင်းပါစေရောင်းချင်ရောင်းမရောင်းချင်ကျွန်တော်စိတ်ထဲမှာအဲ့လိုကြီးမထားဘူးကျွန်တော်အဲ့တရားထက်တရားပဲအိမ်မှာဆိုရင်တရားထက်ပဲရှိရတယ် ေဖုန်းဆက်မှာကျွန်တော်အိမ်ဝေသအိမ်ဖေးဖုန်းဆက်မှုမရလေကိုကတွားပြေးလို့မှမရလားဒါကရေခဲကြောင့်ဖုန်းနဲ့အဲကိုတွေးချင်တဲ့ကလေးတွေတွေ့ရတယ်အမြဲတမ်းပုံမှန်ဝေသတဲ့ကလေးတွေအမြဲတမ်းတွေ့ရကိုကြီးအဲဒီကကြောင်ဝေစားမယ်အဲလူကြီးတည်းရဲ့နားရည်တည်းရဲ့ကလေးအဲ့လားလေးရတတိယရတာပေါ့နော်ကိုကိုရဲ့စိတ်တစ်ခုပေါ့အဲ့လားလေးရတယ်ပေါ်တာလေးတွေဖြစ်သွားတော့သူတို့မတွေ့ရလည်းမနေနိုင်ဘူးဖြစ်နေတော့ကိုတရားတဲ့တဲ့အဲ့လားရောင်းနေကြဆိုတော့လေလူများနဲ့ကြတော့အဲ့လားကြလူများတဲ့ဆက်ဆံလာဆိုတော့လေ တယောက်တယောက်တယောက်စိတ်သက်တယောက်နဲ့သိရတော့ယူဟာပေါင်းယူဟာပေါင်းစုံနဲ့နဲ့တက်ရောက်နေဆိုတော့လေစိတ်ထားကောင်းတဲ့ဟာတွေတွေ့မကောင်းတဲ့ဟာတွေတွေ့ရပေါ့ဒီကဲကြောင်ရောက်တော့ဈေးရောက်တော့အကုန်ဒီပေါင်းစုံတွေတော့ဆက်တော့ပေါ့တွေ့ရတော့အလိုလေးတော့ activity တွေဖြစ်တယ်အခုကညီကျိုးနဲ့ရတော့သူကညီလေးကျိုးရတယ်သူကလည်းသူကလည်းစားတော့ဆိုင်သူကလည်းစေဝင်စားဆိုတော့ကိုလည်းတက်လာပြီးသူနဲ့ညှိပြီးတော့အလားလေးစားတော့ဆိုင်တဆိုင်ဖွင့်စဉ်းစားတယ်ပညာကိုနေရောက်သူကလည်း တော်တန်ယုံကစပူမှုဆိုတာတော်တန်ယုံကျွမ်းကျင်တာဆိုတာအဲ့လိုမျိုးနဲ့စဉ်းစားတာပါလေညီကိုနေရအဲ့လိုမျိုးသူကလည်းဒီ member ဖွင့်ခိုင်းနေတာဆရာလည်းဒီရအောင်ကျန်ကူမှာဖွင့်ခိုင်းနေတာဖွင့်ခိုင်းနေတာပေါ့အေးကိုရှဲလို့ပဲပြေးနေတာပါဒီကရရေကထုတ်လေးကိုရှဲအဲဒီမှာကြီးကိုကြီးဦးတော့အဲ့လိုလေးပါအဲ့လိုမျိုးလေးပါနည်းနည်းတော့သာသာရှည်ရှည်သွားပါအဲ့ဒီတော့ဒီလိုဆိုင်းတဲ့ကိုဆိုင်းတဲ့အဲ့ဒီကြီးဦးပေါ့နော်ဆိုင်းလေးအဲ့လိုဆိုင်းဖြစ်ဖြစ်ပါနေတာပေါ့ကိုဆိုင်းကို အားပေးတဲ့မိတ်ဆွေတွေပေါ့နော်ဒီဒီမြန်မာနိုင်ငံမကထိုင်းရောက်ဂျီဘာရောက်ကျွန်တော်တို့မြန်မာလူတွေအားလုံးเนาะကျွန်တော်ကိုကူညီပေးတဲ့အားပေးတဲ့တယောက်တစ်ယောက်စီစီတိုင်းပေါ့နော်အားလုံးကျေးဇူးတင်ပါတယ် ချစ်တဲ့ခင်နဲ့သူ့စိတ်စေနာကိုလေးစားတဲ့လူတွေကဗီဒီယိုရိုက်ပြီး live မော်တင်ပြတာတစ်ဆင့် live မော်မှာလူတင်များလာခဲ့တဲ့သူဖြစ်ပါတယ်။သူ့စေတနာကြောင့်ပဲရေခဲဆက်လူပေးတဲ့သူ၊ဆိုင်ကယ်လက်ဆောင်ပေးတဲ့သူတွေနဲ့သူ့ကိုထောက်ပံ့အားပေးတဲ့သူတွေရှိခဲ့တာပါ။အဲအခုလိုမျိုးတခြားသူတယောက်နဲ့စားတောက်ဆိုင်တွဲဖွင့်မယ်ဆိုတော့သူ့အားပေးနေတဲ့ပရိသတ်တွေကစားတောက်ဆိုင်ဖွင့်မှာကိုအာမပေးကြဘူးပေါ့နော်။အာမပေးဘဲနဲ့ကိုပါရေခဲဆက်လေးထောင်ပြီးတော့ရေခဲကြောင်ဖောက်တယ်ပြီးတဲ့အလုပ်ကိုပဲလုပ်စီခြင်းနေကြတာပါ။ရေခဲကြောင်နဲ့ နာမည်ရလာတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ရေခဲချောင်းကိုပဲနီးစနစ်ကောင်းကောင်းနဲ့ထုတ်ပို့ပြီးတော့ဖြန့်ချီစီခြင်းကြပါတယ်။တနိုင်တပိုင်းကနေပြီးတော့တဖြည်းဖြည်းစပေါ့နော်။နောက်ကုကံလေးနဲ့ကုတယောက်ထဲလောက်ကင်စီခြင်းနေတာပါ။အဲရိုးသားတဲ့အတွက်ကြောင့်မလို့အားပေးခဲ့ကြတာမလို့ရန်ကုန်မှာစားတောက်ဆိုင်မဖွင့်မဲနဲ့ကိုရက်ကိုရွာမှာပဲစီဝါရီတိုးချဲ့စီခြင်းနဲ့ပရိသတ်တွေကစည်တနာနဲ့ပြောထားခဲ့ကြတာပဲဖြစ်ပါတယ်။ဒီစီလုံးမယ်ဆိုလို့ရှိရင်ကျွမ်းကျင်တဲ့အလုပ်ကိုပဲလုပ်တာအကောင်းဆုံးလို့လည်းပြောထားကြပါတယ်။ဘာပဲဖြစ်ဖြစ် ြစ်စေတနာကောင်းတဲ့ကိုရှိုင်းထက်တရားဒီထက်ဒီထက်အစဉ်ပြေချောမှုတဲ့ဘဝရပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ရှင်